ဒီနေ့မှာတော့ဆီယမနီကတနင်္လာသားသမီးများအတွက် President လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ကဲတနင်္လာသားသမီးတွေကတော့ဒီကလာမှာသူတို့ရဲ့ကိစ္စတွေကပေါ့နော်။နည်းနည်းလေးစိတ်ပင်ပန်းစရာလေးတွေတော့တွေ့တယ်။စိတ်ပင်ပန်းနေတာမျိုးလေးပေါ့မလို့အဖယ်နဲ့သူကအတွေ့အရင်များရယ်နော်။ဒီစာတာရှင်လေးတွေကအဲ့တော့အတွေ့အရင်များရယ်တော့နည်းနည်းလေးစိတ်ပင်ပန်းနေ။သူများတွေတည်းပူတွေးတယ်။သူများတွေတည်းပူပင်ပန်းနေ။အဲ့လိုလူမျိုးတွေမှာပါလိမ့်မယ်လို့ဆီယမလေးကတော့မြင်နေပေါ့နော်။ ောက်တစ်ခုကကြတော့ဒီဇာတာရှင်တွေကအဲအဲ့လိုပဲချက်ကုတ်ချက်ခဲနေစ조사ရတယ်ပေါ့သူများရင်လည်းမတူအောင်အမတန်မှစ조사ရတယ်စ조사ရင်စ조사ရင်လည်းတချို့ကိစ္စလေးတွေမှာတော့အောင်မြင်မှုရခဲ့နေကြမှာတဲတဲ့ရည်စုံဖြစ်သွားတာမျိုးလို့နော်အဲလုံနေတဲ့ကိစ္စတွေကအဲနောက်တစ်ခါကျတော့အလိုရှေ့ကိုမရောက်ဘဲနဲ့တန်းလန်းဖြစ်နေတာမျိုးလို့နော်အဲရှေ့ကိုတော့ကိုကသွားကျင်တယ်ရွ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 နဲ့သွားကျင်တယ်ဒါပေမဲ့ရွ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 နဲ့ရောက်မလာဘူးအဲကိုက ဟိုဖြစ်ချင်တဲ့ဟာတွေကဖြစ်မလာဘူးပေါ့နော်ပြောချင်တာကတော့အဲ့တော့ကိုသွားနေတဲ့ပုံစံကလည်းဒုံဆိုင်မဟုတ်ဘဲနဲ့ကိုယ့်ရဲ့ကံကြမ္မာနဲ့ဒုံဆိုင်သွားနေတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ကံကဖိုးအရင်တည်းကလည်းဖြစ်နိုင်မယ်ဆိုလို့ရှိရင်သူကသူ့ရဲ့ကံဖြစ်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  slow slow လေးပဲပေါ့နော်သွားပြီးတော့ကံအရင်ကောင်းတဲ့အရင်ကောင်းသွားတာမျိုးလည်းမရှိဘူးပေါ့နော်အဲ့တော့ပုံမှန်လေးပဲသွားနေတာဖြစ်တဲ့အတွက်ဒီထက်ပိုပြီးတော့ ကိုယ့်ရဲ့ကံလေးပို့ကောင်းမှုအတွက်ကိုဘာသာရေးလေးပေါ့နော်တည်တည်ချာချာလှုပ်ဆောင်ပေးစေခြင်းနဲ့ဆံမလေးရတယ်နော်ဘာသာရေးလေးတော့တည်တည်ချာချာလှုပ်ဆောင်ပေးစေခြင်းနဲ့ပြီးတော့အဲမတင်မကြဖြစ်နေတဲ့ကိစ္စတွေဖြေရှင်းရမယ့်ကိစ္စအဲဒီဒီကိစ္စတွေမှာပြီးတော့တွေးအတက်ကြပေါ့တွေးပအောင်ချင်းတက်တယ်ကြတယ်အဲ့လိုယောဂါလေးတွေလည်းအမှန်တမ်းခရူးဆိုင်ပေးရမယ်ပြီးတော့အဲ့လိုဝင်ငွေထွက်ငွေပေါ့နော်မမျှမတဖြစ်နေတဲ့ပုံစံမျိုးတွေတွေ့ရတယ်တခါတလေကြလို့ရှိရင်ကိုယ့်ရဲ့အတွေ့အကြုံတွေကပြောင်းပြန်ဖြစ်နေတာမျိုးပေါ့အဲကိုသူများတွေနှစ်ခုနဲ့အဲ ကိုကိုတွေးလိုက်တဲ့အတွေ့အကြုံများတွေအတွက်ကိုဟိုဘလို့ကြီးတွေးလိုက်တာလဲဆိုပြီးကိုထင်ကြတာမျိုးပေါ့နော်ကိုရဲ့အတွေ့အကြုံလည်းနည်းနည်းလေးလွန်နေအတွေ့လွန်တတ်တယ်လို့ရှင်မလေးကတော့မြင်တယ်နောက်တစ်ခုကအဲကိုကလက်ရှိနေထိုင်တဲ့နေရာမှာဘယ်ကိုကဘယ်ဆိုင်ဘယ်နိုင်ငံဘယ်နေရာမှာပဲနေနေလက်ရှိနေထိုင်တဲ့အိမ်အနီးအနားပတ်ဝန်းကျင်မှာကြတော့နည်းနည်းလေးအဲနည်းနည်းအနှောက်အယှက်ကလေးတွေရှိတာတော့နည်းနည်းနောက်တစ်ခုကကြတော့ဟိုပါပေါ့နော်အပါပြောရမလဲဒီမမြင်ရတဲ့အရာတွေရှိတဲ့အတွက်အဲဒါတွေကို ကိုကမြစ်တာပို့တာပေးတာတို့ကုသိုလ်ကောင်းမှုအမျှတန်းလေးတွေပေးဝေတာတို့ဒါမျိုးလေးတွေတော့အဲအဓိကနောက်ကကြတော့ကိုကဟိုဒီမြန်မာပြည်မှာလို့ဖုန်ကြီးပြင်မှုပါဖို့မလွယ်ဘူးဆိုလို့ရှိရင်လည်းဥမာဒီပေါ့နော်ဆွန်ကတ်တာအဲအဲ့လိုမျိုးလေးတွေလုပ်ဖို့မလွယ်ဘူးဆိုလို့ရှိရင်လည်းအဲ့လို YouTube ကတရားကွေးလေးတွေဖွင့်တာပေါ့နော်ပေးပဌန်းလေးတွေအဲမဟာသမယတွေအဲ့လိုမျိုးလေးတွေဖွင့်ပေးထားတာမျိုးပေါ့နော်ဒါလေးတွေလိုအပ်ပါတယ်ပြီးတော့ ဒီ9နှစ်နဲ့သားသမီးတွေထဲမှာနောက်တစ်ခေါက်ထပ်ပြောပါမယ်ဒါ9နှစ်နဲ့လုံးဆီမှာလေးထည့်ပြောမှာဖြစ်တယ်အတ္တအမောင်ဒေါသအမောင်မောဟအမောင်အမောင်တွေအများများနေပြီးတော့ကမ္ဘာလောကကြီးတစ်ခုတည်းမှောင်နေတယ်မှောင်နေဆိုတာမီးမလားလို့မှောင်နေဆိုတာတက်အဲ့လိုမျိုးပေါ့အလင်းတက်တွေပိုလိုနေတာလူတွေမှာအဲဒီပေါ့နော် စင်ကြယ်စရာပေါ့လူတွေရဲ့ခန္ဓာကိုယ်မှာလည်းတိလစင်ကြယ်နေလို့ရှိရင်လူတွေရဲ့စိတ်မှာလည်းတိလစင်ကြယ်နေလို့ရှိရင်အဲအေဂျင့်မှုတွေရတဲ့ပြီးတဲ့အခါမှာဖြူစင်မှုတွေပို့ပြီးတော့များသလိုမျိုးအလင်းဓာတ်တွေပို့များလာမယ်အဲ့တော့ဘာသာရေးပို့လုံးမယ်အလင်းဓာတ်တွေများများလှူမယ်ပေါ့နော်အဲဒါလေးတွေလှုပ်ပေးမယ်ဆိုလို့ရှိရင်တော့ခဏတာသမီများအားလုံးကယခုထက်ပို့ပြီးတော့အဆင်ပြေမှုတွေရမယ်ပြီးတော့အဲဘဝရဲ့ဘဝမှာလိုအပ်နေတဲ့တောက်ပမှုတွေအဲလင်းလန်းမှုတွေပေါ့လူတွေမှာဟိုလူတူရောက်နေတဲ့အောင်မတူတချို့လူတွေက ဟိုဖုံးကန်ပေါ့နော်သူတို့ကဖုံးကန်ဆန်းနေအရန်ကောင်းနေအဲသူများနဲ့မတူလူချင်းရှင်လာပြီဆိုရင်တော့အဲ့လူနဲ့ရှင်လာရင်တချို့အရန်မောင်းနေလည်းတူတယ်အသားအီးတွေလည်းတူတယ်ရုပ်ရည်ရလည်းတိတ်ပြီးရှင်လို့အရန်ရှင်စရာလည်းမလိုတူတူလောက်ပဲ level တာပါဒါပေမဲ့အဲ့ဒီလူတွေကအဲ့လူတယောက်နဲ့တွားပြီးတော့ရှင်အတူတူရှင်ရက်လိုက်တဲ့အခါကြလို့ရှင်အဲ့လူကပို့ပြီးတော့အဲ့တယောက်ကပို့ပြီးတော့အဲတခုခုမှတော့တာလွန်နေတာမျိုးပေါ့နော်ဒါမှမဟုတ်သူတို့ရဲ့ဖုံးကန်အရှင်ကကြီးတယ်သူကသူ ကျန်တဲ့သူဘလောက်ပဲချိုးပြီးဘလောက်ပဲလှပြီးဘလောက်ပဲချမ်းသာပါစေအဲ့လူနာရောက်ပြီဆိုလို့ရှိရင်တို့ရဲ့အချိန်ဝါလေးကနည်းနည်းလေးကျသွားတယ်အဲ့လူကအချိန်ဝါပိုကြီးတယ်ပေါ့နော်အဲ့ဒီအချိန်ဝါလေးကကျတော့တချို့ကလှုပ်ယူလို့မရဘူးအဲ့တော့ဘာတွေနဲ့လှုပ်ယူရမလဲဆိုတော့အဲ့လိုကုသိုလ်ကောင်းမှုတွေနဲ့အဲပြုပြင်လို့တော့ရတယ်ပေါ့နော်ဒါပေမဲ့လည်းတို့အတိတ်ကံပါလာပြီးသားလူကိုတော့ရှင်ဖို့တော့နည်းနည်းလေးတော့ခက်တယ်ပေါ့အဲ့တော့ကိုယ့်ရဲ့ဘာနဲ့ဘာပိုလှုပ်လို့ရမလဲဆိုတော့ဇာတာရှင်တို့အနေနဲ့ကကျတော့ဘာသာရေးပိုလို့ရမလဲတိလသမားတွေပိုပြီးပြည့်စုံအောင်လုပ်ပေးရမယ်ပြီးတော့အင်းအိုင်မြင်နာချောင်းနာကန်နာ အဲ့လိုမျိုးပါနော်ရေတွေနဲ့အနည်းတစ်ပိုင်းမှာနေတဲ့အမျိုးသမီးတချို့ကြီးကကိုယ်မနာလိုတာမျိုးကိုယ်တိုက်ခိုက်တာမျိုးရှိတတ်တယ်ဒါမှမဟုတ်အဲ့လိုရေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်တဲ့သူမျိုးဒါမှမဟုတ်ရေအိုင်အင်းနားမှာနေတဲ့သူမျိုးဟာမြင်းနာချောင်းနာကန်းနာအဲ့လိုထားပါတော့အဲကိုယ်နဲ့တိတဲ့သူတွေထဲမှာ ARD တိုင်းလို့ဟာဒါမှမဟုတ်လေအင်းလေးတို့စရှိပြင်းပါနော်အဲ့လိုမျိုးနေထိုင်နေတဲ့သူတွေနဲ့ကိုယ်နဲ့လက်ရှိမှာအဲစကားများစရာဒါမှမဟုတ်အဲ့လိုမျိုးပေါ့ပြဿနာတက်တာမျိုးလေးတွေရှိတတ်တာမျိုးပေါ့နော်ဒါမျိုးလေးတွေလည်းဖြစ်တတ်တယ်ဒါကတော့ဆရာမလေးကဖြစ်နိုင်တာလေးတွေပြောပြတာပေါ့နော် ပြီးတော့ကိုလုံးနေတဲ့ကိစ္စမှာတချို့ဆိုလို့ရှိရင်ဒီကာလမှာအိမ်အောင်ပြုတ်ပြီးတော့ခလေးမရသေးတဲ့သူတွေဆိုလို့ရှိရင်နောက်ထပ်၄ဘက်၄လလောက်မှာဒီခလေးရဖို့ကိစ္စလေးဒီသာသမီရတနာရတဲ့ပုံစံမျိုးလေးဒါမှမဟုတ်တချို့ကြတော့လည်းနောက်ထပ်၄ဘက်၄လအဲဒီ အလိုမှာအဲခလေးမွေးဖွားတာမျိုးတွေမိဖွားတာမျိုးတွေပေါ့နော်တွေ့ရတယ်အဲနောက်တစ်ခါတချို့ဆိုရင် propose အဲလောက်ခံရတာမျိုးတွေ engagement လောက်ရတာမျိုးတွေ wedding ပွဲတွေလောက်ရတာမျိုးတွေဒါမှမဟုတ်ကိုကသွားပြီးတော့သူများကိုစိတ်ဆက်အခမ်းအနားတွေမှာလက်လက်ဆွတ်ချင်းမြင်ပေးရတာမျိုးတွေပေါ့နော်အဲ့လိုမျိုးဒါမှမဟုတ်ဒီလာမယ့်တင်ချွန်မှာလည်းပို့ပြီးတော့ပွဲခမ်းအနားတွေတက်ရအောင်မယ်ဆိုတော့ဒီလိုမျိုးနဲ့ပတ်သက်ပြီးတော့ကိုက power အဲကုညီပေးရတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်အဲချစ်သူမရှိတဲ့သူတွေချစ်သူရလာမယ်အဲပြီးတော့ကိုယ်တိုင်အခက်ခဲကိုနားထောင်ပေးတဲ့သူသူများတွေကကိုယ်ရင်နာဖွင့်တတ်တဲ့သူဆိုလို့ရှိရင်ဒီကာလမှာအဲဒီကြားထဲမှာပဲတချို့ဆိုလို့ရှိရင်ချစ်သူပေါ့နော်မရှိတဲ့သူတွေမှာတချို့သူများကိစ္စကိုနားထောင်ပေးနေချစ်သူရည်စားအတွဲလေးတွေဖြစ်သွားတာမျိုးလေးတွေလည်းတွေ့ရတယ်ပေါ့နော်အဲ့လိုပြောရမလို့ရင်ဖွင့်ရင်းနဲ့ရင်ဖွင့်တငယ်ချင်းရနေပြီတော့ပေါ့နော်အဲ့လိုမျိုးပေါ့အဲကိုယ့်ရဲ့အဲဒီပတ်တနာဖြစ်သွားတာမျိုးပေါ့နော် ဒါမျိုးလေးတွေလည်းဆရာမလေးတွေ့ရတယ်။ပြီးတဲ့အခါမှာအဲနောက်တစ်ခါကျတော့음တချို့ဆိုရင်တော့ကိုယ်ပုံမစေနာရှိရဲ့ချစ်သူရီးစားလေးအဲ့လိုမျိုးလေးရလာနိုင်တယ်။ပြီးတော့ဒီချိန်မှာ divine timing လေးဖြစ်နေပြီ။ဒီပိုင်းအဲပေါ့ပြောရမယ်ဆိုလို့ရှင်ကိုယ့်အတွက် renew လဲပြန်ဖြစ်ပြီဆိုတော့အဲဒီကဲကိုကိုချစ်ခင်မြန်တို့ပြီးတမ်းမူထားတဲ့ချစ်သူနဲ့လည်းတွေ့ရမယ်အောင်မြင်မယ်အဆင်ပြေမယ်ပေါ့နော်အဲအိမ်တော်ရှိပြီးသားလူတွေကတော့ကိုကိုကောင်းမွန်တဲ့မိတ်ဆွေကောင်းတွေရလာနိုင်တာမျိုးကိုတွေ့ရတယ်အဲအဲကျမကြီးအနေနဲ့ ခန္ဓာကိုယ်ဝမ်းပိုက်ပိုင်းကနေစပြီးတော့အောက်ပိုင်းပေါ့နော်မင်းကလေးတွေဆိုလည်းမြို့သူမြို့ယောဂါလေးတွေတွေးသားနဲ့ပတ်သက်တဲ့ယောဂါလေးတွေဒါလေးတွေအထူးသတိထားစေချင်တဲ့ဆရာမလေးရတော့နော်အဲနောက်တစ်ခုကကြတော့ဆရာမလေးဟောစရနမိတ်ကိုကြားတဲ့အချိန်မှာဒါမှမဟုတ်နားထောင်မိတဲ့အချိန်ကာလမှာအဲလိုမျိုးကြဲတွေအများကြီးတွေ့ရတာမျိုးအဲနောက်တစ်ခါကျတော့အဲအရန်လင်းလက်နေတဲ့ကြဲတစ်ခုခုကိုတွေ့ရတာမျိုး မိုးလင်းကနေမှကြက်တလုံးမြင်လိုက်ရတာမျိုးစရှိသဖြင့်ဒါကိုတွေ့ပြီဆိုလို့ရှိရင်တင့်ဘွားရခုတက်ပို့ပြီးတော့ကန်ကောင်းမယ်ဆိုတဲ့နာမည်ကိုဆ ्याम မလေးကမြင်ရပါတယ်အဲ့တော့ဆ ्याम မလေးရဲ့ဟောစတန်းကိုကြားတဲ့အချိန်ကနေစပြီးတော့ဒီစာတာရှင်ကြီးအားလုံးဒီကျမ်းမာချမ်းသာပြားကင်းဝေး၍လိုရဆန္ဒများဖန်တီးတည်ဆောင်းနိုင်ကြပါစေလို့ဆ ्याम မလေးကဆုတောင်းပေးအပ်ပါတယ်ရှင်